တက်ကတော့နည်းနည်းရလာပြီဆိုတော့လေကြိုးစားနေနေမရှိတော့ဘူးနောက်ပိုင်းကျလို့ရှင်ဟိုတပြင်းနဲ့အန်တီကန်နေအမကန်နေအမေကန်နေဖြစ်တော့မှာဆိုတော့အာနည်းနည်းလေးထပ်ပြီးတော့လောက်ခွင့်ရမဲ့ဇကားလေးရိုက်ဖို့အတွက်ပြင်ဆင်တာရှိရဲအဲ့ဒါလေးပြင်တော့ရက်ဖို့စဉ်းစား မုံရဲ့ပြည့်တဲ့ချိန်မှာအကြာကြီးပြောက်ပြီးတော့မှပြန်ပေါ်လာတဲ့ခန်းဘက်ကားလေးပေါ့နော်ဟုတ်အာဒီကားထဲမှာတော့မုံကဟိုစေချောင်းသူနေရာနေပြီးတော့တရုတ်ဆောင်ထားတာပေါ့နော်တကယ်ကိုနာမည်ကြီးဝတ္ထုမှာဝင်ပြီးတော့တရုတ်ဆောင်ရတော့အရန်ဟို ်ပျော်ရွှင်ပြီးတော့ကမ်းပတ်ပြန်လာခဲ့တာပေါ့အနာနာမတ်ဥဖီချန်တို့ဆိုင်ကလေးပြခဲ့တာနေပြီဆိုလို့ရှိရင်၃နှစ်လောက်တော့ရှိပြီထင်တယ်နှစ်နှစ်၃နှစ်လောက်တော့ရှိပြီနှစ်နှစ်ကျော်၃နှစ်လောက်တော့ရှိပြီ၃နှစ်လောက်မှကမ်းပတ်ပြန်လာရင်ခုံတန်းဆိုတော့မလီဘယ်လိုပြောရမလဲပေါ့ပြည်သက်တည်းအများကြီးပြောရလေဟာမရိုက်တော့ဘူးလားမသိဘူးပဲလို့ပြောကြတဲ့အခါမှာအမှန်တကယ်တော့ကိုလည်းရိုက်ချင်တာပေါ့နော်ဒါပေမဲ့ကိုနဲ့ဟိုကံဆက်သေးရည်မတိုက်ဆိုင်သေးရည်ဟိုကိုလိုချင်တဲ့ဟိုလေးမရှိရသေးသူအများကြီးဖြစ်တဲ့အခါကျတော့ဟိုကင်းကွာနေရပေါ့ပြည်တယ်ဟုတ်ရင်ခုံတန်းတော့ရှိရယ် ဟိုဘယ်လိုပဲပြောပြောလေအမတီဟိုမှာ90ကမပြရကြပြီဟိုကိုကြီးကျော်စုပြောခဲ့တယ်လို့စကားဆိုလို့ရှိရင်အမတီဟိုမှာစကားတစ်ခါပြလို့ရှိရင်နန်းတစ်ခါတက်တဲ့ဘရင်လိုပဲဆိုတာအဲ့အတိုင်းပဲလေကိုကဟိုဒီအမတီကိုရုပ်တလိုက်မှာကိုကပြန်ပြတော့မယ်ဆိုရှင်မှာအရန်ကိုပျော်တယ်အများကြီးလဲမျောလင့်ထားတယ်ဟုတ်ကောင်းမလေးမျိုးလဲကောင်းမမျိုးလင့်လဲအဘလိုမလိုမင်းကလေးမျိုးလဲဆိုလို့ရှိရင်ဟိုကဒီ ိတ်ချမ်းသူလေးမိဘကလည်းအရန်ချစ်တယ်ပြီးတော့ပညာရေးကိုဦးစားပေးတဲ့အတိုင်းဝန်းကနေကြီးပြင်းလာခဲ့တယ်အပြီးလို့ရှိရင်ကိုဘဝတိုးတက်ရေးတကယ်ကိုဟိုဘယ်လိုမလဲကျန်တဲ့မလိုအပ်တဲ့ခန်းစားချက်တွေကိုတိတ်ပြီးတော့အေးမထတတ်တဲ့ကောင်မလေးနေရာနေဒီဥဆောင်ထားတာပေါ့ဒါပေါ့အရန်အော်အချစ်ကိုတမှုထားတာပေါ့ဟိုဘယ်လိုပဲဖြစ်ဖြစ်လေးတယောက်နဲ့တယောက်ချစ်ခင်နေဆိုတာတမှုထားဖို့ကောင်းတယ်လေဟုတ် သွေးမတော်သားမဆက်တဲ့သူတွေရာချစ်တာပဲဖြစ်ဖြစ်ကိုယ်သွေးတော်သားဆက်တဲ့သူတွေရာပဲချစ်တာပဲဖြစ်ဟိုချစ်ပေးတာပဲဖြစ်ဖြစ်ဟိုအချစ်ဆိုတာတမိုးထားဖို့လိုအပ်တယ်တကယ်ကိုဒီအချစ်တွေချစ်ချင်းမြတ်တာရေဆိုတာအရန်ကိုလိုအပ်တယ်လို့ခံစားရပါတယ်ဟုတ်ပါအာဘယ်လိုပြောရမလဲဆိုတော့ဒီစကားကိုကြည့်ပြီးရဲ့နောက်မှာအဲ့လိုဟို စဉ်းစားဆင်ခြင်စရာကြီးတော့အများကြီးရတဲ့ဟိုပညာလဲပေးမဲ့ဇာကားမျိုးလေးပေါ့နော်ဟိုဝိတုဘပိသားသူတွေဆိုရင်တော့သိမှာပါဒီဟာဝိတုကိုတွေ့ဖယ်ပြီးတော့လဲတွေ့ဖယ်ပြီးတော့လဲဟိုဟိုအ ਨੇ ချင်းမဲ့တွေ့ဖယ်ပြီးရိုက်ထားတာဆိုတော့လေပိသက်ကိုဝိတုအတိုင်းမဲ့ဝိတုတဲ့အဲ့လိုမျိုးဝိတုလိုမျိုးပဲဟိုထိမိတဲ့တကယ်ဟိုရက်တာဆုံးပေးနိုင်မဲ့ဇာကားလေးပါဟုတ်မွေးသမီးကကြည်နေတာကျမရော เนาะအဲ့ဒါလုံးဝမရိုက်ခိုင်းတော့တာမရိုက်ရတော့ဘူးဆိုပြီးတော့ခဏခဏလည်းပြောနေခဲ့တယ်အင်းကလည်းဟိုအခုဆိုရင်အသက်33နှစ်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာအင်းကစီးပွားရေးပဲလုပ်တော့ဘာလို့မှလည်းဒါရီဟာဟိုကိုယ့်ရဲ့ဝါသနာနောက်ကိုလိုက်ခဲ့ရတယ်ကအချိန်တစ်ခုရောက်ခဲ့ပြီအဲ့တော့ကျင်းသက်လိုက်တော့ပြီးလို့ရှိရင်ဟိုစီးပွားရေးကိုပဲစောင့်ချလုပ်ပြီးတော့ဟိုဘယ်ရမှမမြဲဘူးဟိုပတ်စံရန်ချမ်းသာနေဖို့ပြောတာမဟုတ်ပေမဲ့လေကိုရှိတဲ့ကိုရှင်တန်တဲ့တနေ့တနေ့မှာပြည်စုံလုံးလောက်ဖို့အတွက်တော့ဟိုစူးစမ်းရှာဖို့လိုအပ်တယ်လေအဲ့အတွက်ကြောင့်အင်းကစီးပွားရေးပဲလုပ်ပါတော့လို့တော့တောင်းဆိုတာရှိရပါတော့ဟုတ် အဲ့လိုပဲတကားရက်ကနေလဲတခါမေဒီကားလေးကတော့ကောင်းမဲ့ပုံပဲရိုက်လိုက်ရအောင်အဲ့လိုပြောရတာပေါ့အမြဲခင်မှာတော့အိမ်ကိုအမြဲတမ်းအတိပေးရတာပေါ့အဒီကားဒီလိုလေးရိုက်ချင်တယ်ဟိုကိုကဧည့်သည်တရုတ်ဆောင်နဲ့တွားရိုက်တဲ့ဇလန်းတွေလည်းရှိရလေအဲ့လိုအချိန်မှာလဲမင်းဟိုအငယ်လေးတွေကိုရိုက်တာပြင်မဲ့တမီးကဒီမှာဧည့်သည်တရုတ်ဆောင်နေနဲ့ဟို credit ကိုလည်းဒီလိုထိုးပေးမှာအဲ့တော့တမီးဒါလေးကိုတော့ရိုက်လိုက်ချင်တယ်အဲ့လိုမျိုးခွင့်တောင်းပြီးတော့ရိုက်ရတာပေါ့ဟုတ်အဲ့တော့ဆမ်းရှိလို့ပြောရမှာပေါ့နော်အဓိကကတော့ဘယ်လိုပြောရမလဲဟိုဟို TikTok လေးတပုတ်ကပြီးတော့ပောက်သွားတဲ့သူတွေရှိရယ် Facebook မှာတပုတ်လေးတပုတ်တင်ပြီးပောက်သွားတဲ့သူတွေရှိရယ်အဲ့လိုအဲ့လိုတွေအများကြီးဟိုရှိရယ်ဟိုတကယ်စူးစမ်းပြီးတော့ဟိုနေရာရခဲ့တဲ့ငွေချင်းတွေလည်းအများကြီးရှိရယ်ကိုလေစူးစမ်းပေမဲ့လေဟိုထိုက်တင်းတလောက်ကိုစူးစမ်းရတဲ့ထိုက်တန်တဲ့အောင်မြင်မှုကိုမရသေးဘူးဆိုတာကိုနဲ့ဒီလောက်ကကံမဆက်လို့ပေါ့အဲအဲ့လိုအဲ့လိုသဘောမျိုးနဲ့ပြောရပါဟုတ်ဟုတ်ဒါတွေအကုန်လုံးကကံတရားတွေပဲလေသူ့ရဲ့ကံတရားက တန်တရားအကျိုးပေးအရန်ကောင်းနေတဲ့အချိန်မှာတိတော်လေးကရနဲ့လူချစ်ခင်နဲ့လူတွေအကုန်လုံးအတိမတ်ပြုတ်သွားတယ်။တပုံလေးတပုံတင်လိုက်တာနဲ့လူတွေကချစ်ခင်နဲ့လူတွေအတိမတ်ပြုတ်သွားဆိုတာသူ့ရဲ့ကံတရားတွေပဲ။သူလုပ်ခဲ့တဲ့ဟိုကုသိုလ်ကံအကျိုးတရားတွေအဲ့ဒါကြီးအကြောင်းလို့ထင်ပါတယ်။အာမလုပ်တော့နုမြာလုပ်ကိုအခုဟိုစီစဉ်ထားတဲ့တချို့ထိတ်ဆက်ထားတဲ့ဟာလေးတွေပြီးလို့ရှိရင်နောက်ထပ်အသက်ရွယ်လေးနည်းနည်းလေးပေါ့နောက်ထပ်တနည်းနည်းနည်းအဲ့လောက်လောက်ပြီးလို့ရှိရင်တော့ဒီလောကကနေပြီးတော့ရက်ဖို့အတွက်စဉ်းစားထားပါဘာလို့လဲဆိုတော့အမေကမှလည်းမရိုက်တော့ဘူးလीနော်တော်ပြီလေ